င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းကမင်းလာမြို့နယ်တိုက်ပွဲတွေမှာအချက်ဖက်စကောက်စီဘက်ကဒူဘုံမှုကြီးတွေအပောင်ဝင်ရရှိအကြီးပိုင်း၄ဦးအတိအသိတိတ်ကုန်ကြပြီးတဲ့နောက်စစ်ကောက်စီကတူလောက်ခံတက်မ၆၆တက်မမှုအဖြစ်ဘုံမှုကျုပ်ကျော်စိုးလင်းဆိုသူကိုဦးစီးခိုင်းပြီးစစ်စင်ရေးတွေလုတ်ခိုင်းနေပြန်တယ်လို့နိုင်နိုင်နင်းနင်းမကင်တွင်နိုင်ရာဒူးကနေဖြုတ်ပြမယ်ဆိုပြီးတော့ချင်းချောက်ထားတယ်ဆိုပါတယ် စကိုင်းတိုင်းမုံရွာမြို့ကအချက်ဖတ်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုတော်လိုင်းပွန်တတရီကရော့ကတ်ဒုံးတွေနဲ့ဒရက်ဇက်ဖြစ်ခတ်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီဘက်ကထိကိုက်သိဆုံးတွေများထားပြီးသူတို့ရဲ့စီဂိုဒေါင်စကိုင်းရုံနဲ့ရိတ်ကဂိုဒေါင်တွေလည်းမိလောင်ပောက်ပွဲထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ ဘကိုးတိုင်းကမင်းလာမြို့နယ်တိုက်ပွဲတွေမှာအချက်ဖက်စကောင်စီဘက်ကဒုဗိုလ်မှူးကြီးတွေအပါအဝင်ရရှိအကြီးပိုင်း၄ဦးအတိအသီးတိုက်ုံကြပြီးတဲ့နောက်စစ်ကောင်စီကတူလာအောင်တမ66တမမှုအဖြစ်ဗိုလ်မှူးချုပ်ကျော်စိုးလင်းဆိုသူကိုဦးစီးခိုင်းပြီးစစ်စင်ရေးတွေလှုပ်ခိုင်းနေပြန်တယ်လို့နိုင်နိုင်နင်းနင်းမကင်တွင်နိုင်ရင်ရာဒုကနေဖြုတ်ပြမယ်ဆိုပြီးတော့ပါချင်းချောက်ထားတယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့ဇွန်လ16ရက်နေ့ကပဲမင်းလာမြို့နယ်အတွင်းကစစ်ကွင်းတာဆုံစစ်တပ်စခန်းကို တော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့စေကောင်းစီဘက်ကဒူဘုံမူကြီးဇော်မျိုးဝင်းဘုံမူဖြိုးမင်းဦးဒူရဲမူကြီးသိုးခိုင်နဲ့ဘုံမူရန်နိုင်အောင်အပါဝင်စစ်တပ်ကအယောက်20ထက်မနည်းဟာအတိအသိတိတ်ကုန်ကြတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာပဲ အကြံဖက်စက်ကောင်စီကတူလာအောင်ခံတတ်မှာ66ကရရှိတွေကိုမဲလာမြို့နယ်အတွင်းနေမည်ရှင်းလင်းရေးတွေလှုပ်ခိုင်းနေရမှာဗိုလ်မှူးချုပ်ကျော်စိုးလင်းဆိုသူကိုပါနေပြီးတော့စီယုံကနေမဲလာမြို့နယ်ခလာရတက်ကိုစေလွတ်လိုက်ပြီးစစ်စင်ရေးတွေလှုပ်ခိုင်းထားတယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်အဲ့ဒီအတွက်လက်ရှိမင်းလာမြို့နယ်ဒင်းမှာစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးတာတွေဇက်တိုက်လုပ်နေပြီမဲ့ဒေါ်လာရင်းတက်တွေကိုမနိုင်မဲ့ဘာမှမဆိုင်တဲ့ရတပ်ပြည်သူတွေနေထိုင်ရာခြေရွာတွေကိုလှည့်ပတ်မိရှုတာတွေလုပ်နေပြီ အဲ့လိုဂျေးရွာတွေကိုမိရှုဖျက်ဆီးဖို့ကလည်းအဲ့ဒီဘုံမှုကျုပ်ကျော်စိုးလင်းဆိုသူကအမိန်ပေးထားတာဖြစ်တယ်လို့သူကကြတော့နေပြီးတော့စစ်ရုံးကတဆင့်ဖိအားပေးထားပြီးအဲ့ဒီမဲလာမျိုးနယ်ကစစ်စင်ရေးတွေကိုနိုင်နိုင်နင်းနင်းမကင်တွင်နိုင်ရင်ယာဒုကနေဖြုတ်ပစ်မယ်ဆိုပြီးတော့ပါချိန်ချောက်ထားတယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်အခုနောက်ပိုင်းစစ်ကောင်စီထိပ်ပိုင်းကနေမျိုးတွေကိုပြန်ရဖို့သူတို့လက်အောက်ခံယာရှိစစ်တီတွေကိုတာဝန်ပေးတဲ့အခါမှာ မရှင်ချရှုံးရင်ယာဒုဖြုတ်မယ်ဆိုတာမျိုးတွေပါတခါတည်းရသတန်ပေးပြီးတော့မှနေမီတဲ့အထိစင်ခိုင်းပြီးစစ်စင်ရေးကိုဖိအားပေးလှုပ်ခိုင်းနေတာဖြစ်တယ်လို့လဲစစ်တပ်တရင်အရင်မကပြောထားပြီးလက်ရှိမင်းလာမျိုးနဲ့မှာတော့အကြံဖက်စကောင်းစီတက်တဲ့တော်လိုင်းရေးတတွေအကြစစ်ရေးတင်းမာနေတယ်လို့လဲမင်းလာမျိုးနဲ့အခြေစိုက်တော်လိုင်းရေးတရင်အရင်မကပြောထားပါသေးတယ်ခင်ဗျ က်မှာတော့စကိုင်းတိုင်းမုံရွာမြို့ကအချက်ဖက်စကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကရော့ကတ်ဒုံးတွေနဲ့ဒရဇက်ပစ်ခတ်တိုက်ခိုက်မှုအတွင်စစ်ကောင်စီဘက်ကထိကိုက်သိဆုံးမှုတွေများထပ်ပြီးသူတို့ရဲ့စီကိုတောင်စခန်းရုံနဲ့ရစ်ခါဂိုတောင်တွေလည်းမိလောင်ပောက်ပွဲထားတယ်လို့ချင်းတွင်ရော့ကတ်ဘရဒါတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရေကုန်ခက်တိကိုပြောပါတယ်ဖြစ်စဉ်ကတော့မုံရွာမြို့ကအချက်ဖက်စကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကရော့ကတ်ဒုံးဆဲလုံးနဲ့ဒရဇက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ် ဖြစ်စဉ်ကတော့ဇွန်လ28ရက်နေ့ကပဲမုံရွာမြို့ကအချက်ပတ်စကောက်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေက rocket ဒုံးဆယ်လုံးနဲ့ drone ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းအဲ့ဒီစစ်ကောင်စီရဲ့နမခတိုင်းယုံတဲကအရာရှိ2ဦးအရာရှိဇနီး4ဦးအပါအဝင်12ဦးဝင့်ကျင်ကတော့အတိအသိတိုက်ခုံကြပြီးဒဏ်ရာရထားတဲ့ဗိုလ်မှူးမိသားစုအပါအဝင်စစ်သည်တွေကိုတော့ ညနေ6နာရီလောက်မှာဂဒင်း300တက်စေးယုံကိုအသေးအတန်ပို့ဆောင်ထားတဲ့အကြောင်းကိုပါတီထားရတယ်လို့ Children Rock Brother တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာပဲသေကုန်ကြတဲ့စစ်ကောင်စီရဲ့အရာရှိဘိုင်းနဲ့မိသားစုတွေကိုတော့ ်ဇွန်လ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲနမခစစ်သိန်းကြီးနဲ့အလုံးမြို့တရဏဂုံသိန်းကြီးတွေမှာမတာချအတုပတွေလုသွားပြီးနမခဝင်းနဲ့ကစီကိုတော်စခန်းရုံနဲ့ရိတ်ခါဂူတော်တွေလည်းမိလောင်ပောက်ကွဲထားတယ်လို့ချင်းတွင် Rocket Brother တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာလေမကွေးတိုင်းကရေနံချောင်းမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွင်း စေကောင်းစီဘက်ကအရာရှိတဦးကတော့ပွဲစဉ်ပြီးကိုတည်သွားပြီးတဲ့နောက်အဲ့ဒီအရာရှိမသားအလောင်းနဲ့ဒဏ်ရာရတဲ့သူတွေကိုအသေးအတန်တည်သွားကြတယ်လို့ရေနံကျောင်း PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ26ရက်နေ့ကပဲရေနံကျောင်းမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အချမ်းဖတ်စေကောင်းစီတပ်စစ်ကြောင်းကိုချိုင်းကျေးရွာအနီးအရောက်မှာတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကြောမှာပါလာတဲ့စစ်တပ်အရှိတအူးကတော့တော်လန်ရေးတပ်တွေထောင်ထားတဲ့မိုင်းကိုနင်းမိပြီးပွေချင်းပြီးကိုသိမ့်သွားတာဖြစ်တယ်လို့ကျန်တဲ့စစ်သားတချို့လည်းဒဏ်ရာတွေရသွားပြီးတဲ့နောက်အဲ့ဒီသိမ့်သွားတဲ့သူတို့စစ်တပ်အရှိရဲ့မသားအလောင်းနဲ့ဒဏ်ရာရတဲ့သူတွေကိုအသေးအတန်တင်သွားကြတယ်လို့ရင်းနှီးကြောင်း PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတအူးကပြောထားပါတယ်ခင်ဗျ။ ာတော့မန္တလေးမြို့မှာပေါ်တာဆွဲဖမ်းဆီးခံရပြီးတဲ့နောက်အကြမ်းဖက်စကောက်စီတပ်ကငွေကျပ်350ပေးခဲ့ရတာတောင်စစ်မှုထမ်းအဖြစ်စုဆောင်းခံရတဲ့တပ်သားတွေရဲရင်ခံရဆိုသူဟာရှေ့တန်းအရောက်မှာတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ KNL ကထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့မန္တလေးမြို့ကပြည်ကြီးတကုန်းမြို့နယ်မှာနေတဲ့မောင်ရဲရင်ခံရဆိုသူနဲ့တငယ်ချင်း၃ဦးကိုစစ်ကောက်စီတပ်ကပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုမထမ်းခြင်းရဲ့သူတို့ကိုငွေချက်350ပေးဖို့တောင်းခံတဲ့အတွက်လူငယ်တွေကစစ်တပ်ကတောင်းတဲ့ငွေကိုပေးခဲ့ပြီးတာတော့ပြန်မလို့ပေးပဲတသက်တဲ့အဖြစ်စူဆောင်းခံလိုက်ရတယ်ဆိုပါတယ်အဲ့ဒီနောက်စစ်မှုရန်တသက်တဲ့ရရင်ခန့်ညဆိုတဲ့လူငယ်ဟာကရင်ပြည်နယ်ကအချက်ဖတ်စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းရှိရာရှေ့တန်းကိုအပုတ်ခံရတဲ့အချိန်ဒေါ်လာရင်တတွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာဖြစ်သလိုလက်ရှိမှာတော့အဲ့ဒီစစ်မှုရန်တသက်တဲ့မောင်ရရင်ခန့်ညဆိုသူလူငယ်ကို KNL ပူပေါင်းတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားစောင့်ရှောက်ပေးထားပါတယ်လို့လည်း KNL ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းမှာမြေပြင်စစ်ကြောင်းထိုးတိုင်းအထိနာနေတဲ့အကြပ်ဖက်စစ်ကောင်စီတပ်ဟာစစ်သည်မောအုပ်စုနဲ့ရေပြင်ကနေချင်းတွင်းမြေကြောင်းအတိုင်းစံတက်လာပြန်တဲ့အချိန်တော်လန်ရေးတပ်တွေကဝိုင်းဝန်းတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကစနိုက်ပါမိတဲ့သူတွေအပါအဝင်ထိခိုက်သေးဆုံးမှုတွေရှိထားပြန်တယ်လို့ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ကိုဘိုက်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ် ဖြစ်စဉ်ကတော့ဇွန်လ28ရက်နေ့ကပဲစလင်းကြီးမြို့နယ်ဒက်ကချင်းတွင်းမြစ်ကြောင်းအတိုင်းစံတက်လာတဲ့အချက်ဖက်စစ်ကောင်စီရဲ့စစ်တင်းမောအုပ်စုကိုတော်လိုင်းဖုံးတက်တွေကနေရာ၃ခုခွဲပြီးဝိုင်းဝန်းပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခတ်မှုအတွင်းစစ်ကောင်စီဘက်ကတော်လိုင်းရစ်တက်တွေပစ်ခတ်တဲ့စနိုက်ပါမိတဲ့သူတွေအပါဝင်ထိခိုက်သိဆုံးမှုတွေရှိထားပြန်တယ်လို့ချင်းတွင်းဒိုင်းမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ကိုဘိုက်ကပြောထားသလိုလက်ရှိမှာစစ်ကောင်စီတပ်က စကိုင်းတိုင်းမှာမြေပြင်စစ်ကြောင်းထိုးတိုင်းအထိနာနေတဲ့အတွက်ရေပြင်ကနေပါစစ်သင်္ဘောအုပ်စုနဲ့လာရောက်နေပြန်ပြီမဲ့တော်လိုင်းရင်တပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းနေတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ဒီအန်အလေးတိမ့်ပိုက်ထားတဲ့နောင်ချုံမြို့နယ်ကိုထိုးစစ်ဆင်နေတဲ့အချက်ဖက်စစ်ကောင်စီတပ်ဟာတော်လိုင်းရင်တပ်တွေကိုမနိုင်တာနဲ့ဘာမှမဆိုင်နဲ့ဒီအန်အလေးတိမ့်ပိုက်ထားရကြောင်မဲမြို့ကရသပြည်သူတွေနေထိုင်ရနေရာတွေကိုလေကြောင်းကနေဘုံကျဲတက်ခိုက်သွားပြန်တယ်လို့ဒီသကံပြည်သူတွေကရင်ုံခက်တဲ့ကိုပြောပါတယ် ဒါကတော့ဇွန်လ29ရက်နေ့ဖြစ်တဲ့မနေ့ကတရက်ထဲမှာပဲ DNL သိမ့်ပိုက်ထားတဲ့ကြောင်မဲမြို့ကိုအချက်ပစကောင်စီတပ်ကမွန်လယ်ပိုင်းမှာရောညာပိုင်းမှာပါလေနဲ့လာပြီးဘုံတွေချက်ချသွားတယ်ဆိုပါတယ်အဲ့ဒီလိုစကောင်စီတပ်ရဲ့လေကချက်ချလိုက်တဲ့ဘုံကြီးတွေဟာကြောင်မဲမြို့ကအမှတ်တရက်ွက်ပင်လုံးလက်အမှတ်9ရက်ွက်မြောက်ကုန်းဖျားเจ้าအလွန်ခောက်ကွဲအနည်း တိုက်လေးလုံးနဲ့နေရာနဲ့ကမောဇရှမ်းကြောင်းအနီးတွင်မှာကြောက်ရောက်ပတ်ကွက်ခဲ့ပြီးရသပြည်သူ9ဦးထက်မနည်းဒဏ်ရာရရထားသလိုနေအိမ်ဆောက်အုံတွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တိတ်ကနေဒီနေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ